ဒီကောင်လေးကကျွန်တော်ဌာနချုပ်လို့တဖြည်းဖြည်းနီးလာနီးနီးနီးလာတက်တရရွှေ့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 လာကျွန်တော်ဌာနချုပ်ဘေးဒီရောက်ဘေးဒီရောက်တော့ကျွန်တော်အပြင်ထွက်မယ်ဆိုသူတို့လက်မှတ်ထိုးပြီးတွေ့ရတယ်လို့ဖြစ်တာပါဗျာပြဿနာအဒီတော်ဒီဖြစ်တယ်ဗျာတည်နေလေးကမိုးမိနေမိုးကိုဆုံးလိုက်တယ်ဗျာဆုံးလိုက်တော့ဘယ်သူရသွားလဲစစ်တပ်ပဲရပါလေအပြစ်ကဲစေးရဲ့သဘောလို့ကခွဲခွဲခြားခြားအောင် လုပ်မှာခွဲခွဲခြားဖြစ်အောင်လုပ်တာဘယ်တော့မှစစ်အာဏာရှင်စနစ်စစ်တပ်ကဟိုလာကျွန်တော်တို့ဖက်ဒရယ်လုတ်ခဲ့ပြီးတာ အဲ့ဒါဒီမိုကရေစီလုံးခဲ့ပြီလားမရှိပါဘူးဖက်ဒရယ်ကိုဖျက်ခဲ့တာနဲ့ဒီမိုကရေစီကိုဖျက်ခဲ့တာပဲရှိတယ်စစ်သမိုင်းမှာကြည့်လို့ရှိရင်လူလူကတော့ဒီဟာကကျွန်တော်တို့တော်လာကြီးကသူတို့လွံ့မြောက်ဖို့ဆိုတော့လက်မခံတော့ဘူးဆိုရင်တော့ကျွန်တော်အချိန်ကြီးဆုံးပါပဲဟုတ်ကဲ့ကိုမိုင်းကျွန်တော်ဒီတစ်ခေါက်ကိုမိုင်းနဲ့ဆွေးနွေးလို့တဲ့အကြောင်းကတော့စစ်တပ်ရဲ့အပြစ်ခတ်ရေးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဘာလဲဆိုတော့မကြသိခင်ကအခုဒါစစ်တပ်နဲ့ DNA လေးကြအပြစ်ရက်လိုက်တယ် ဆိုအဲ့ဒီမတိုင်ခင်တော်တော်ကြကြာတော့ဒီရှမ်းမြောက်မှာရှိတဲ့ MND နဲ့အပြည့်ရတယ်ဆိုတော့ဟိုစစ်တကကူအပြည့်ရစေကိစ္စကိုကစားလာတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်လေအဲ့တော့ဒါနဲ့ပတ်သက်ရင်စစ်တက်ကဲအပြည့်ရတဲ့နောက်ွယ်မှာအဓိကသူတို့ရဲ့ရီမန်ချက်ကဘာတွေရှိလဲပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုရင်1962 စစ်တပ်အာဏာသိမ်းပြီးတခါတည်းသူတို့အဲ့ဒီမှာ63လောက်မှာအပြစ်ခတ်ရေးစိမ်းသူစလုပ်တယ်အဲ့ဒီကစပြီးတော့တောက်လျှောက်ပေါ့နော်88နောက်ပိုင်း bilateral နောက်ပြီးသူတို့အကြီးဆုံးမားဆုံးကတော့ NCA ထိရောက်ခဲ့တာပေါ့လေဆိုတော့ဒီဖြစ်စဉ်တွေတောက်လျှောက်စစ်တပ်အနောက်ကွယ်မှာရှိတဲ့သူတို့လူကျင်တဲ့ပုံစံသူတို့အတိတ်ပဲကဘာလဲဆိုတော့ဆွေးနွေးကျင်တာပေါ့အဲ့တော့60နှစ်ပေါ့နော် အာဏာသိမ်းပြီးအခုချိန်ထိဒီစစ်တပ်ရဲ့အပြစ်ခတ်ရေးစိမ်းဆိုတော့ဘယ်လိုအတိတ်ပဲပေါ်နိုင်မလဲဗျအဲ့ဒါလေးကိုအရင်ဆုံးသုံးသပ်ပေးစီလိုပါတယ် ပထမဆုံး60နှစ်အာနာသိမ့်လိုက်တာပေါ့ဗျာအာနာသိမ့်ပြီးရနောက်မှာ63ခုနဲ့ဂျုံလာတရက်ဗျာကျွန်တော်အဲ့ဒါတော့ဟုတ်တယ်ကျွန်တော်ဒေတာပြန်ကြည့်တယ်တော်လိုင်းကောင်စီကနေပြီးတော့ပြည်တွင်းရေးအတွက်တော်လိုင်းကောင်စီကလန့်ချက်များဆိုပြီးတော့ထုတ်ပြန်ကြေညာတယ်ဗျအဲ့မှာချက်6ချက်လောက်ပါတယ်အဲ့ချက်6ချက်ကအဲ့ထုတ်ပြန်လိုက်ပြီးရနောက်မှာဘာတွေတွေ့ရလဲဆိုတော့ဒီမှာကရင်တော်လိုင်းကောင်စီဆိုကရင်နှစ်ဖွဲ့သွားတယ်ဗျကရင်တော်လိုင်းကောင်စီဆောင်းအန်တာကမွေးလို့ရဲနောက်တော့က KNU ကလည်းသွားတယ် ် KNU ကတော့ Greenie တယ် KNU ရဲ့နောက်တကမုံရဲ့ပေါင်းပြီးတော့သူကတော့တပေါင်းစုပေါ့ရအဖွဲ့သုံးဖွဲ့ကနေပြီးတော့ကိုယ်စလဲသွားကြတယ်။နောက် Lenny Community Party လည်းသွားတယ်မာဘီ Community Party လည်းသွားတာပေါ့ဗျာ။ဒီ Lenny Community Party ကတော့သခင်ဆိုးပေါ့ဗျာ။နောက်မာဘီ Community Party ကတော့ရဲဝတီပေါ့။နောက်ရှမ်းပြည်လူမျိုးရေးတပ်ကလည်းသွားတယ်။ဟို KNU ကတော့ဒီကတော့ member ဆန်သွားတာပေါ့ဗျာ။ Greenie တုတ်တဲ့အမျိုးသားတုတ်တဲ့ပါတီကတော့စုံမော်တယ်လို့သွားတယ်ဗျာ။ မုံပြည်သက်ပါတီအနိုင်ပါလွင်နေတယ်သူတို့သွားကြတယ်အချင်းလူ့ပြည်ရေးကောင်စီကတော့ KAI ကိုစုံထမ်းလို့သွားကြတယ်အဲ့ဒီဟာကျွန်တော်တေချာပြန်ပြီးကြည့်တဲ့အခါကျတော့ဟိုမှာတော့ဗိုလ်လန်းရန်တော့ပေါ့ဗျာစစ်တပ်ကတော့သွားတဲ့လူတွေကတော့တကယ်ကိုပြည်တွင်းညည်းရေးဆိုတော့ပြည်တွင်းညည်းရမယ်လို့ယုံကြည်ပြီးသွားကြတာပဲဗျာအဲ့တော့သူတို့ကြိုပြီးသူတို့သတ်မှတ်ထားတာကျွန်းနေစည်းကမ်းချက်တွေမလုပ်ဘူးပထမအဲ့လိုသူတို့သတ်မှတ်ထားတယ်ဗျာ တကယ်ကြတော့တပြည့်ပြည့်ရင်းနဲ့တော်လိုင်းကောင်စီကကြိုတင်သတ်မှတ်ချက်တရားဟိုကမလို့ကဒီဟာမလို့ကဟိုအားတော့မဖြစ်ဘူးတရားသဘောမတူအဲ့ဒါမျိုးကြီးရှောက်ကတ်လာဆိုလိုချင်တာမပြတ်ပြတ်ဖြစ်တယ်လို့အဲ့ဒီတုံးကဒီထုတ်ပြန်ကြေညာချက်ဒီနောက်တော့ဆွေးနွေးပွဲတွေမှာကျွန်တော်အပြန်ပြောပြောကြဆိုကြတာဒီအဓိကဘလို့သွားတွေ့ရလဲဆိုတော့ဗျာကရင်ဆိုရင်ကရင်နှစ်ဖက်ကိုတွေးခွဲလိုက်တယ်ဗျာမမဆန်တို့ဖွင့်နေဆိုရင်ဒါရမွေးတို့ကိုတွေးခွဲလိုက်ပြီးဆိုရင်ဒါရမွေးကြီးကလက်နှချသွားတာ လက်နဲ့ချတော့ပြီးတော့သူ့တော့ကောင်းရကောင်းကြောင်းထားလိုက်တာပေါ့ဗျာလက်နဲ့ချတာပေါ့အဲ့ဒီလိုလုပ်တာဗျာဒါဟန်ပြလုပ်တာဆိုတော့ပြက်သွားလို့လိုက်တာပေါ့ဗျာတကယ်ကြလဲနောက်ဆုံးဖြတ်လိုက်တာပူလာဟန်ဟုတ်တယ်ပူလာကတော့ဖြတ်လိုက်တာပေါ့အဲ့လိုတွေ့ရတယ်အဲ့ဒါဒီမဟုတ်ဘူးဗျာပြီးလဲပြီးသွားရောအဲ့အပြစ်ကဆေးယူသူတို့ပြောပြီးရက်လဲရက်လိုက်ကောခဏစဉ်းစားကြည့်နော်ဖမ်းလိုက်တာလူတွေတောက်ချောက်လူတောင်းချီဖမ်းတော့တာပဲကူရနောဗျာတက်တက်ကြွကြွပြည်တွင်းညီညာရေးကိုထောက်ခံတဲ့လူတွေပါအကုန်ဖမ်းတာ ူတောင်းကရနီးကြီးကိုဖမ်းပလိုက်တာအဲ့လိုတွေးရတယ်နောက်တခါခမရဘလောက်ဒီဒီကုန်ဒီစစ်တပ်ကရုပ်လဲဆိုဒီတောင်းတော်သမကကြီးကိုဖြိုလိုက်တော့တောင်းတော်သမကအစောဦးကြီးကမရှိတော့သမကတဲလေးထိုးထားတာပေါ့ဗျာအဲ့မှာတောင်းတော်သမကတဲဆိုကိုဖြက်လဲပြီးရပြီးတော့အဲ့ဒါကြီးတော့ချက်ချင်းဖြက်ပြလိုက်တယ်စစ်တပ်ကဒီကောင်လေးမှာဒီငိမ့်ငယ်ရေးပြည်ပြည်ငိမ့်ငယ်ရေးကိုကြီးရတာမဟုတ်ဘူးကြာကျွန်တော်မြင်တာလေအဲ့တော့လာတဲ့လူတွေကိုနှီးမျိုးစုံနဲ့သွေးခွဲတယ် ပါတီတိုင်းသားဖွဲ့တရောခုနလိုပေါ့ပါတီတရောနောက်တစ်ချက်ကပါလဲဆိုတော့လူတို့ကိုခုနလိုပေါ့ငါတို့ကလည်းပြည်သူညီညီလုံနေပါတယ်ဆိုတဲ့ဟာမျိုးရောင်ပြပေါ့ဗျာတကယ်ကြတော့လေအဲ့လိုလုပ်တာဗျာဆိုတော့အာယုံလွှဲတာပေါ့ဗျာလိန်လေကောက်ကြည့်ပြီးအစီအစဉ်ရှိရှိနဲ့အာယုံလွှဲအဲ့စစ်တပ်ကတချောလုံးလုပ်ခဲ့တာအဲ့ NCO ရောက်တဲ့ဒီအဲ့ဒါပဲအဲ့ဒါကျွန်တော်တို့ဘက်ကလည်းသွားလိုက်တိုင်းကွဲတာပဲသွားလဲသွားလဲကြတာပဲ ပြန်နိုင်ကွဲပြန်ပြီအဲ့ဥကအနေဆုံးတော့ဗောဗျာဟိုလက်နဲ့ချမသွားတော့အတွင်းမဲရကွဲသွားအောင်မညီမညွတ်တွေဖြစ်တာဗောကေအန်ယူမှလည်းဖြစ်တာပဲဂျန်နဲ့ကေအိုင်မှလည်းဖြစ်တာပဲအဲ့ဒါအခုတတိလဲအတိအိုင်လောက်တာအတိတန်နဲ့ခန်းနေရတော့မယ်ကျွန်တော်တို့ကလည်းတော်တော်ခက်တာဗျာဒီ NGO ကြတော့လဲခင်ဗျတမိုင်းကိုကြည့်လိုက်ဗျာအဲ့လိုပြစ်ခတ်စေးလုတ်ပြီးတော့ပြည်တွင်းရေးရခဲ့တာနှစ်80နီးသွားပြီလေဒီပြည်တွင်းစကြီးကဘယ်နှခါကျွန်တော်ပြည်တွင်းရေးရလို့လဲမရခဲ့ဘူးလေ ဒါကိုဒီတမိုင်းကိုကျွန်တော်တို့သိဖို့လိုတာဒါကိုလည်းအခုကအပြစ်ကဲစေးအပြစ်ကဲစေးဆိုတော့ကျွန်တော်မြင်နေပြဒါရီကအခုကတော့ရောင်ရွတွေပါပဲတကယ်ကြတော့အကျိုးစီးပွားပြဿနာလို့ကျွန်တော်အဲ့လိုမြင်ပါတယ်မြင်နေပြခုဟုတ်ကဲ့အဲ့တော့60နှစ်အာနာသိပြီဒါအကြီးကျယ်ပေါ့နော်အဲ့တော့ကတော့လူလူကလည်းဒီပြည်တွင်းငင်းငိုင်းကိုတောင်းဆိုတဲ့အချိန်အချိန်ဆိုတော့ဟိုတော်လိုင်းကောင်ဆယ်လည်းလှုပ်တာပေါ့နော်အဲ့တော့နောက်ဆုံးအဆုံးသက်တာတော့ပြည်သူကိုကြောက်ခိုင်းပြီးဤသို့ဆိုပြီးသူတို့ ဝါလာပြန်နေစာအုပ်ထုတ်လိုက်တယ်အဲဒါဒါတစ်ဖြက်ပေါ့နော်ပြီးတော့88နောက်ပိုင်းပေါ့နော်အဲ့ဒီမှာလည်းအကြီးကျယ်ဘူတန်းရွှေတို့ကဒါအဲ့တော့ bilateral နဲ့စတာပေါ့နော်တော်တော်လေးလှုပ်တယ်ကချင်းနဲ့စတယ်ဆိုတော့အဲ့ဒီအချိန်မှာကိုအောင်မိုင်းတို့လည်းဒါလက်နက်ကင်တော်လိုင်းရေးမှာရှိနေတော့ဒီတိုင်းရင်းသားလက်နက်ကင်နေဟိုတွဲပြီးလှုပ်တဲ့နေရာမှာဟိုအပြစ်ခက်ရစေးလုပ်ငန်းရှင်တွေပေါ်ပါနင်းနီးဆက်ဆက်ရှိခဲ့ဆိုတာကျွန်တော်နားလဲတယ်လေအဲ့တော့အဲ့ဒီ88နောက်ပိုင်းအပြစ်ခက်ရစေးတဲ့အနေအထားကို ဘလို့မြင်လဲဗျအဲ့ဒါတွေကအကျိုးစီးပွားတွေပါနေလားနှစ်ဖက်လုံးကအဲ့ပုံမှာဘလို့မျိုးခြေဘူးကသုံးသက်ချက်ရှိလဲအေးဗျကျွန်တော်အဲ့အပြစ်ခရဲ့ဇေယျကာလမှာတော့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတစ်ခုမှာနည်းနည်းတာဝန်ရှိတဲ့ပြည်ပေါ်တယောက်အနေနဲ့ကျွန်တော်ဖြတ်သန်းခဲ့ရပါတယ်အဓိကတော့ကျွန်တော်တို့ကကျွန်တော်တို့ထဲမှာကျွန်တော်ချထားတဲ့မူကတော့နည်းနည်းတလဲမမပီးမြေတလဲမမမပီးပေါ့ဗျအဲဒီလိုပဲတော့ကျွန်တော်တို့ဆုံးပြလိုက်တာပေါ့ အားလို့ဒါစကားပြောရုံပြောတာပေါ့အပြည့်ရခိုင်ရဆက်ထားမယ်ကျွန်တော်တို့ကျွန်တော်လုပ်ခဲ့တဲ့အဖွဲ့အစည်းအရဆိုအဲ့ဒီအရာမှမလုပ်လို့ရှင်လဲကြာတဲ့ကိစ္စတွေကနည်းနည်းကျွန်တော်ချင်းချင်းပြဿနာတွေကလည်းရှိတယ်ပေါ့ရှိတော့ကျွန်တော်ပြစ်ကန်စေးလုံးလိုက်တယ်လုံးလိုက်ပြီးတော့ခုနပြောတဲ့လက်နဲ့တလက်မတို့မပေးရတို့မြေတလက်မတို့မပေးရတော့ဖြစ်မလာဘူးပြောဆိုဒီကောင်တွေကကျွန်တော်ဌာနချုပ်တို့တဖြည်းဖြည်းနှီးလာတာ နီးနီးနီးနဲ့တက်တရရွှေ့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 လိုက်နော်ကျွန်တော်တန်တန်းကျုပ်ဘေးကြီးရောက်ဘေးကြီးရောက်တော့ကျွန်တော်အပြင်ထွက်မယ်ဆိုသူတို့လက်မှတ်ထိုးပြီးတွေ့ရတယ်လို့ဖြစ်တာပေါ့ဗျာပြဿနာအဲ့ဒီတော့ဒီဖြစ်တယ်ဗျာအအရင်ကတော့ဗျာကျွန်တော်လှုပ်ပေးထားတာပေါ့လှုပ်ပေးထားတော့ကျွန်တော်လက်ကုနာလို့ပေါ့သွားရဲလာရဲပေါ့ဟာဒါလို့တစ်ဖြည်းဖြည်းကြက်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 လာနောက်ဆုံးသွားမယ်ဆိုရင်တော့လက်မှတ်ထိုးထွက်ရတဲ့အနေအထားမျိုးကြီးတော့ဖြစ်တာပေါ့ဗျာကျွန်တော်ပြောနေတာအဲ့ဒါပဲကုနာပြောတဲ့သမိုင်းပဲဗျာသမိုင်းကိစ္စပဲ နှစ်90ကျော်80မှာအပြစ်ကဲစဲရေးလို့လို့ပြည်တွင်းနေရခဲ့တာအမှမရှိဘူးရှိလည်းမရှိဘူးဘာတွေပဲရှိတယ်ဆိုဥပ္ပယထွက်သွားတာပေါ့အပြစ်ကဲစဲရေးဆိုပြီးစစ်တပ်နဲ့သွားတွေ့တယ်စစ်တပ်ကဘာမှမဖြစ်ဘူးအကျွန်တော်တို့ကတော့ကွေးသွားတာပဲတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကောင်းဆောင်တွေကွေးသွားတယ်အပြစ်မှာကွေးပြီးလက်နက်ချတယ်ကောင်ချတယ်အတွင်းမှာလာပြန်ကွေးတော့ကွေးတယ်ဆိုတော့ဒါကြီးကကျွန်တော်မြင်တော့ဗျာအပြစ်ကရဲဆိုတာတော့ကျွန်တော်တိုင်းသားကောင်းဆောင်တွေငွေနဲ့မျှပြီးတော့ကျုံသွင်းတာလည်းမပေါ်ဘူးလို့ကျွန်တော်ကလို့ထင်နေရတယ် ဒါအနိကသမိုင်းမှာလည်းအဲ့လိုတွေ့နေရတာပဲလေတိုင်းလန်ကောင်းဆောင်တွေကိုငွေနဲ့ကြီးနေပေါ့ဗျာငွေနဲ့ကျုံတွင်းတာပေါ့ဒါခင်ညွန့်လို့ဒါလုပ်လာပဲလေခင်ညွန့်တို့ဒီကိစ္စကိုတော်တော်လုပ်ပါတယ်ဟုတ်ခင်ညွန့်ကလေဆိုတော့ကျွန်တော်မြင်တာတော့အပြစ်ကရဆဲရဲ့အနှစ်သာရတိုင်းစားကောင်းဆောင်နေတဲ့တိုင်းစားအဖွဲ့ကြီးတွေကိုခွဲလိုက်တာပေါ့ဗျာလူစုနဲ့ခွဲလိုက်တာပေါ့ခင်ဗျားစဉ်းစားကြည့်ဒီတိုင်းစားကောင်းဆောင်ဘယ်နှယောက်ရှိမလဲ၃ယောက်ရှိမလား၅ယောက်ရှိမလားအဲ့ဒီ၅ယောက်ကိုတန်းချီပေးနိုင်တာပေါ့စစ်တပ်က ပေးလေပေးလေတန်းချီပေးမလို့အဲ့ဒီတိုင်းသားတွေကတော့အရင်တိုင်းပဲပေါ့ဗျာဆက်ပြီးခံပေါ့ဒါမလို့သူကောင်းဆောင်တော့ပေးထားမှာပေါ့ဆိုတော့ကျွန်တော်ထင်တယ်သူတို့မှာရည်ရွယ်ချက်တွေကတော့အမျိုးမျိုးရှိတာပေါ့ဗျာသူတို့လိုပဲဟိုကိုလူလူပဲကိုဖိနေအောင်မို့ပေါ့ဗျာအဲ့ဒါမျိုးတွေကလည်းဖြစ်တော့အဲ့တော့ခင်ညွန့်ကမလုပ်ထားလဲဆိုတော့သူ့ဟောမှာသူကထောက်လန်းကြီးဒီအဲ့တုန်းကတော့တောက်လန်းတက်ဆွဲကြီးခုံပေါ့ဗျာအဲ့တက်တွေမှာမရည်ထားလဲဆိုတော့ခင်ညွန့်ကမိတ်နဲ့ရည်ရွယ်လို့ပြောတာပဲ စစ်မတိုင်ဘဲနဲ့အနိုင်ရတာအကောင်းဆုံးနည်းပေါ့သူကအဲ့ဒါတော့အဲ့လိုရေးထားတယ်ဘယ်ဘယ်လိုဆိုလားအဲ့ဒီရေးအဲ့ဒီလူရဲ့အဆိုမိန့်ကိုသူကအဲ့ဒီမှာသူကဒါသဘောကျတယ်ဆိုလိုချင်တာကဒီလိုပေးကြွေးထားတယ်လို့ချင်းအဲဒီလက်နက်ကိုင်အဖွဲ့ဒီလည်းပြက်ကုန်ပါပေါ့ဗျာအဲတချို့လည်းပြက်သွားတယ်လေဒါကျွန်တော်တို့သိရပါပဲတချို့လည်းပြက်သွားတာပဲအဲ့တော့အဲ့ဒီလိုဟာမျိုးလောက်တာလို့ပဲကျွန်တော်တော့ပြောချင်တယ်ဗျာ NGA အထိပါပဲโอเคအဲ့တော့အဲ့ဒါ bilateral အဲ့လိုသွားကြတာပေါ့ဒါပေမဲ့ဟိုဦးသိန်းစိန်ဆိုတာတက်လာတော့အဲ့ဒီမှာ NCA ဆိုတဲ့လမ်းကြောင်းပေါ်လာတယ်ဆိုတော့ NCA ကလည်းကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကစုပြီးတော့စပြီးတော့ဒီအားကြီးကိုတင်တာပေါ့နော်ဟိုစစ်တပ်ဘက်ကနည်းနည်းပဲပြင်နေကြားတယ်ဆိုဘလို့ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းတစ်ခုအစ်စ်ကိုသူပေါ်တယ်လို့ပြောရမှာပေါ့စစ်တပ်ဘက်ကစစ်တပ်တစ်ဖြစ်လဲဟိုအစိုးရပေါ့နော်ဦးသိန်းစိုးကဆိုတော့အဲ့ဒီအခြေအနေကရောတကယ်တမ်းကဟိုတကယ်ငြင်းချမ်းကြီးဥတီသွားနိုင်လားဒီအားကြီးကိုမပြတ်အောင်တေချာထိမ့်သိမ့်ပြီးသွားမယ်ဆိုရင်ပေါ့နော်ဆိုရင်ရောဘယ်လိုမျိုးမြင်ရလဲဗျာ ဗိုလ်သိန်းစင်ကဒီလိုပြခုဝင်ရင်းပြောရင်တော့ဗိုလ်သိန်းစင်က NLD ကမပြောင်းရတော့ဗိုလ်သိန်းစင်ကဟိုတမနာဖြစ်သွားတာဟုတ်လားဒါတစ်ချက်ပေါ့ဘာလို့ဆိုသူတို့ရွေးကောက်ပွဲမှာဗျာ NLD ကိုအပါမခံတော့ဗျာသူတို့ပဲရတာပေါ့မဲအခုဟိုကြက်ဖို့ပဲရတာပေါ့ဘာလို့ပြောရလဲ NLD ကခင်ဗျာအပါမခံမဲနဲ့သူလုတ်တယ်ဆိုတာတဘောဝကြတဲ့ကိစ္စမှမဟုတ်တာလေရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲလို့လုပ်အောင်ဒါမျိုးဗိုလ်သိန်းစင်လက်ထက်မှာတော့ဗိုလ်သိန်းစင်ကတချို့ဟာတွေကတော့သူတော်တော် ပြင်ဆင်ပြီးလုပ်သွားခဲ့တာတွေတော့တွေ့ရတယ်။ဒါလည်းသူ့မှာအကြံပေးတွေလည်းရှိတာပေါ့ဗျာ။ဘလို့ဘလို့ဆိုရင်တော့ဘလို့အဆင်ပြေတယ်ဆိုတာမျိုးပေါ့ဗျာ။ဒါကြောင့်လည်းသူတို့ကဘာဖြစ်လဲဆိုပိုသေးသေးလက်ထက်မှာလူရပြန်ဝင်လာတော့ပေါ့ဗျာ။လူရပြန်ဝင်လာဆိုနိုင်ငံတကာဆက်ဆံမှုတွေပို့ရလာတယ်၊ရင်းနှီးမြှုပ်နှံမှုတွေရလာတယ်။နောက်တကာ session ကြီးအဲဘာလို့ပြော ရော့သွားတာတွေလည်းရှိတာပေါ့။ဆိုတော့သူတို့ဘက်ကလည်းအကျိုးကြည့်ပါလေ။ပိုသိန်းစီဘက်ကလည်းအဲ့တော့ဒီဘက်ကလည်းတိုင်းသားတွေဘက်က NCA ဆိုတဲ့ဟာကိုတင်လိုက်ပြီးတော့အဲအဲ့ဘက် ငင်းကုန်ကြီးသွားပြီးလုံနိုင်တော့ဗျာဒါလို့ result ကတော့မထူးပါဘူးအခုဒီလိုနေရရတော့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့မလုတ်ခင်တည်းကကာဝေးဦးစီးရောကစစ်မှု၆ချက်ကထွက်ပြီးနေပြီခင်ဗျားစဉ်းစားကြည့်လေအဲစစ်မှု၆ချက်နဲ့လေပွဲရပြီးနေပါပြီတကယ်တော့ပြည်တွင်းညံ့ရမရနိုင်ပါဘူးကျွန်တော်အဲ့လိုတော့ယူဆတယ် NCA ကပွားဟန်ပြတော့ကောင်းတယ်ဗျာ အတော်တော်ဟန်ပြခေါ်တဲ့ကဘာလဲတော်တော်ကိုစိတ်ဝင်စားအောင်လုပ်နိုင်တယ်အဲ့ဒါတော့ပိုသိမ့်စင်ရဲ့ပိုသိမ့်စင်တော့မဟုတ်ဘူးကွာပိုသိမ့်စင်ပြီးမှရှိရအကြံပေးတွေပေါ့အကြံပေးဆိုလည်းကျွန်တော်တို့တည်တဲ့လူတွေရှိပါတယ်အဲ့တော့ဒီအကြံပေးတွေရဲ့အားနဲ့ပိုသိမ့်စင်ကဒီလိုပေါ့တကဘာလုံးကိုမြင့်လက်ပြလိုက်တာပေါ့ဗျတကယ်ကတော့ကျွန်တော်တို့ NGO ကိုမြင့်လက်ပြတဲ့ပွဲလူပဲထင်ပါတယ်အဲကြောင့်ဆုံးတော့ကြောင်ဆောင်လို့ပေါ့ဗျအဝတ်တွေဝတ်ပြီးတော့လာပြီးတော့တွေ့ကြဆုံကြပြောချင်တာပြောပြီးပါတခုမှလည်းဟိုကလက်မခံပါဘူးတကယ်ကြတော့ခဲစရာကြီးလေဘလို့လို့လက်ခံပါလေစစ်မှု၆ချက်ကရှိနေတယ် အဲ့ဒါပါပဲဟုတ်ကဲ့အခုလည်းစစ်တပ်ကဒါအပြစ်ရရေးကိစ္စတွေကိုသူကစနေပြီလို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဘာလို့ဆိုတော့အခု2021ဖြစ်စဉ်နောက်ပိုင်းမှာအာနာသိမီနောက်ပိုင်းမှာတိုက်ပွဲတွေကနေရာအနှက်ဖြစ်လာတယ်ဟိုတက်တုံညာနှစ်ကိုစစ်စင်ရေးကြီးဖြစ်လာတယ်အဲ့နောက်ပိုင်းမှာ तू ကပြန်ထန်ရပြီးတော့ခုနတရုတ်ကူညီနေလို့ပဲဆူဆူပေါ့နော်စပြီးတော့အပြစ်ရလိုက်တာ MND နဲ့ MND ကဘလိုပဲဖြစ်နောက်ဆုတ်ပေးလိုက်တယ်သူတို့ဒီတိုက်ပွဲကိုမဆက်တော့ဘူးအဲ့တော့အပြစ်ရတဲ့သဘောညှိလိုက်ကြတယ်တရုတ်ဝက်ဂျာဝန်မှုနဲ့ အခုတခါ TNL နဲ့ပြည့်ရတယ်သူ TNL နဲ့ပြည့်ရတဲ့အခါမှာလဲ तू ကကြည့်ရတာအตาစည်းရနေတဲ့ပုံစံပေါ့နော်တိုက်ပွဲရလဲအตาစည်းရတယ်တစ်ဖက်ကလည်းတယုတ်ဖိအားရှိတယ်ဆိုတော့ဒီလမ်းကြောင်းသွားတယ်ဆိုတော့ဒီနေရာမှာဟိုမေးကျင်တာတော့ဆက်ပြီး तू ဘယ်လိုသွားနိုင်လဲပေါ့စစ်တပ်ကသူ့ရဲ့ဒီအပြည့်ရရေးအတိတ်ပဲအောက်မှာ तू ဘယ်လိုသွားနိုင်လဲမေးကျင်ဒါပေမဲ့လောလောဆယ်တန်အန်းနဲ့အပြည့်ရတဲ့ပုံမှာအခုကဝေဖန်သုံးသပ်မှုတွေမျိုးမျိုးရှိတယ်ဘာလို့ရှိလဲဆိုတော့အဓိက ဟိုခုနတေယုတ်ဖီရတခုပေါ့နောက်တစ်ခုကဒီလက်နက်ခဲရမ်းတဲ့ဒီစီရေးရအตาစီရမှုပေါ့နော်သူကလေရင်ရှိတဲ့ drone တွေရှိတယ်နောက်တစ်ခုက TNL ကခုနဟိုမဟာမိတ်တွေနဲ့ဟိုဆက်ဆံရေးဟိုမကောင်းတော့ဘူးသူတီယာ TD ဖြစ်သွားတယ်ပေါ့နော်ဒါမျိုးလဲဝေဖန်တာရှိရဲ့နောက်တစ်ခုကဟိုသူထိန်းချုပ်ထားတဲ့နေမြေမှာရှိတဲ့ဒီပြည်သူတွေနဲ့ဆက်ဆံရေးကတော်တော်လေးဟိုဝေဖန်စရာဖြစ်တယ်ဆိုပြီးပြောကြတယ်လေအဓိကရှမ်းပြည်သူလူထုနဲ့ပေါ့ ဝေဖန်တုံးသက်မှုတွေတော်တော်များများထွက်လာတယ်။အဲ့တော့ TNL လေးအပြည့်ရတဲ့အပေါ်မှာရောဒဇွန်တရားဟိုတုံးသက်ဖို့ရှိမလား။ဘောမန်းနေနဲ့ဒီလိုရကျွန်တော်တို့ကဘဝပဲဖြစ်ဖြစ် MNDA ပဲဖြစ်ဖြစ်ဒီတအောင်းမဖြစ်ဖြစ်ပေါ့ကိုကမဖြစ်ပေါ့ဗျာဒါတွေကကျွန်တော်တိုင်းသားဖြစ်တယ်ဆိုတာကျွန်တော်လက်ခံလာပထမဆုံးကျွန်တော်စဉ်းစားမှအဲ့ဒါပဲဘဝတိုင်းသားဆိုတာကိုလက်ခံလာကိုကောင်လည်းတိုင်းသားဖြစ်လက်ခံလာတအောင်းကလည်းတိုင်းသားဖြစ်လက်ခံလာ ရခိုင်နဲ့တိုင်းသားဖြစ်တဲ့ခန္ဓာကိုဓာတ်လက်ကိုခံရမှာဗျဒီလူတွေကလေတိုင်းသားအစ်စစ်တွေပဲဆိုလို့ရတဲ့သူကလေဝါးကိုဆဲရမှာရှိဆဲပြီးဒါတရုတ်တွေပေါ့မဟုတ်ဘူးယတရုတ်သားဆိုလို့ရှိရင်ဗျာဝါးမျိုးပြောက်သွားပြီးတော့ဝါးနာမည်တော့ကျန်မှာမဟုတ်ဘူးဝါးသန်းတထောင်လောက်ရှိရလေဝါးလူမျိုးကဝါးလူမျိုးဆိုတဲ့ identity ကိုထိမ့်ပါတယ်ဘာလို့ဝါးတွေဆိုတော့ဝါးအမျိုးသား identity ကိုလူထိမ့်လို့လေဝါးတွေကကျန်တာပေါ့ဒီလိုပဲကိုးကန်နဲ့ခင်ဗျတရုတ်နဲ့တိုက်ပွဲတွေဖြစ်ခဲ့ဘူးလေကိုးကန်လူမျိုးတွေကတရုတ်ကိုလည်းပြန်တိုက်တာပဲ ကျွန်တော်တို့ကလည်းတို့ဒီခုနလိုပေါ့ဗျာ identity ကိုထိန်းတာရှိတယ်ကျွန်တော်တောင်းရတာရှင်းတယ်လေဒါကျွန်တော်တို့ဒီဘက်ကတိုင်းသားဖြစ်စစ်စစ်တင်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဒီ area တိုင်းသားတွေဖြစ်တယ်အဲ့တော့ဒီမှာဖြစ်နေတဲ့ကိစ္စကကျွန်တော်တိုင်းသားချင်းချင်းဖြစ်တဲ့ကိစ္စကိုဝင်ပြီးတော့ပေါ့ဗျာဟိုဘက်ကနေထောင်ပြီးလဲဒီဘက်ထောင်အဲ့ဒါတွေကတော်တော်မားတယ်ဗျာတိုင်းသားတွေဖြစ်တဲ့ကိစ္စကိုကျွန်တော်ကတက်နိုင်မြနှစ်ဖက်ကိုညှိပေးရမှာဖြစ်တယ် ਉਹ ਨਾ ਵਿਆ ਉਹ ਨਾ ਕਹੋ ਲੋ ਬੋ ਟੀਐਨਐਲ ਆ ਮਾ ਪੀਨੇ ਡਾਉਨ ਨੇ ਸੋ DNA ရဲ့ DNA တောင်းတောင်းမော်သူက DNA တောင်းတဲ့ကိစ္စဒါမှမဟုတ် DNA တောင်းတောင်းနိုင်တော့ရမှာမဟုတ်ဘူးလေဘယ်အားဖြင့်ဝါလည်း DNA တောင်းတောင်းနိုင်တော့ရမှာမဟုတ်ဘူးဘယ်အားမ DNA လဲဆိုမင်းအောင်လည်းလည်းမပြီးနိုင်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပြီးမှဖွဲ့စည်းပုံအခြေခံဥပဒေတွေရနေပြီးတော့ပြဋ္ဌာန်းချက်တွေရှိနေပြီဘယ်ဟာတော့ DNA တတ်မှတ်လို့ရတယ်ဘယ်ဟာတော့ကိုယ်ပိုင်အုပ်ချုပ်권တတ်မှတ်လို့ရတယ်ဘယ်ဟာတော့အမျိုးသားများ DNA ဖြစ်တယ်ဒါတွေကဖွဲ့စည်းပုံအခြေခံဥပဒေပြီးကျွန်တော်တို့နေရာတွေလောက်ရမယ့်ကိစ္စဖြစ်တယ်နောက်တစ်ချက်က ကျွန်တော်တို့တိုင်းသားတွေအချင်းချင်းမှာတီးဖို့လိုတာတစ်ဖက်နဲ့တစ်ဖက်ကြားမှာပေါ့ဗျာအုတ်တိုင်းတွေကထားမှာမဟုတ်ဗျာကျွန်တော်နန်နမိတ်ဆိုတာရအုတ်တိုင်းတွေနဲ့ကပြီးဟိုအစ္စရေးနဲ့ပါလက်စတိုင်းကိုအုတ်တိုင်းကမထားဘူးမြေပေါ်မှာခဲတံတွေနဲ့ဆွဲထားတယ်ပဲဖွဲ့စည်းပုံခြေကဥပဒေတစ်ခုကျသွားပြီဆိုလို့ရှိရင်ဟိုဘက်ဒီဘက်ဆိုတာဟာအလဲနည်းနည်းပေါ့မတော့ဖြစ်နေပါပဲဗျာအဲ့ဒါကိုအတင်းကူဟာငါဒီငါလူငါနေရတုနေရဆိုတဲ့ကိစ္စလေးပေါ့အဲ့တော်တော်ကြီးကိုအခက်အခဲရှိတယ်အဲ့တော့ ကျွန်တော်တို့တိုင်းသားတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကလည်းအဲ့လိုနားလည်ပြီးလို့တယ်အခု TNL ကခရီးစင်းစားကြီး TNL တိုက်တယ်တိုက်ပြီးတော့လက်နဲ့တွေကပေးတာပဲလေလက်နဲ့တွေပေးတယ်ခင်ဗျာမန်လေး PDS ဆိုထောင်ချီပေးတာပဲလေသူတို့ရှိတယ်လက်နဲ့တွေထုတ်ပေးတာပဲအတိုင်းသားချင်းချင်းပေးတာပဲလေဒီကိစ္စအခုကကိုခင်ဗျားတို့ကျွန်တော်သိတယ်ကိုကောင်လည်းဟုတ်လားတကယ်ဒီဝင်ပြီးတော့ဆွတ်ဖက်တာပေါ့ဗျာတေုံဆိုးရယ်ဆွတ်ဖက်မှုဗျာဒါဆိုရင်ဒါတေုံဆိုးကကျွန်တော်နိုင်ငံလာပြီးဆွတ်ဖက်တာဖြစ်တယ် အဲ့ဒီရာတော့ဟုတ်လားဘွားလည်းဟိုပိတ်ထားလိုက်ရတယ်အဲ့ဒီရာကိုကျွန်တော်တိုင်းသားတွေကတိဖို့လိုတယ်ကျွန်တော်တို့တွေအချင်းချင်းကတစ်ချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေကျပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စကားပြောကြမှာပေါ့ဗျာအဲ့ဒါ DNA လေးကိုပဲဖိပြောနေလို့တော့မရဘူး DNA လေးကခုနကလိုဆက်ဆံရေးမကောင်းမှုလို့ view ပါမကောင်းမှုလို့ဆိုတာ အချင်းဒီဘဝနေပြီးတော့ဖြစ်တာပါပဲသူကျွန်တော်တို့မြင်နေအထောင်ကျွန်တော်တို့က DNA လေးကိစ္စကိုလေကျွန်တော်တိုင်းသားဖြစ်တယ်တိုင်းသားတွေအချင်းချင်းဖြစ်တယ်ဒါနဲ့အပြန်အလှန်ကျွန်တော်တို့တွေနားလေဖို့လိုတယ်ဟုတ်တယ် DNA လေးကမိုးမိနေမိုးကိုဆုံးလိုက်တယ်ဗျာဆုံးလိုက်တော့ဘယ်သူရသွားလဲစစ်တပ်ပဲရမှာလေစဉ်းစားကြည့်လေဗျာဘယ်သူရမလဲကဲစစ်တပ်ရမှာကျန်တဲ့တိုင်းသားတွေအချိန်နဲ့လာကဲအဲ DNA လေး white cell ပြီး DNA လေးပြုတ်သွားအေးရောက်သွား DNA ပြုတ်သွားတော့ဘယ်သူရလဲသူလည်းမရဘူးစစ်တပ်ကဝင်ထိုင်လာမယ်ပြဿနာအဲ့လိုဖြစ်တယ် PNL လေးတွေခင်ပြန်တိုက်မှာမျိုးကြီးနေဘာကြောင့်လဲဆိုခုနောက်လေပေါ့အခက်ခဲတွေသူ့မှာအများကြီးဖြစ်နေတယ်အများကြီးကျုံနေတယ်အဲ့ဒါကိုကျွန်တော်တို့ချင်းချင်းနေရနားလည်းပေးဖို့လိုတယ်အုတ်နားမလဲဘူးကြာပြဿနာအ DNA လေးအဲ့လိုဖြစ်တာ170လောက်ဝင်စင်သွားတော့ဒီရခက်ခဲပဲအုတ်ခက်ကြည့်တော့မိုးကုတ်မိုးမိတ်မိုးကုတ်ကရှုပ်ထွက်တယ်မိုးမိတ်ကကြောက်စိန်ထွက်တယ်စိန်ထွက်တယ်မိုးမိတ်မှာလည်း ဒါကြောင့်ကျွန်တော်ပြောချင်တယ်ဟာအတ္တိကိစ္စတွေကကျွန်တော်တိုင်းသားတွေကြားမှာဖြစ်တဲ့ကိစ္စတွေကကျွန်တော်တို့ချင်းချင်းနှီးရမယ်ကျွန်တော်ချင်းချင်းနားလည်မှုပေးရမယ်မပေးတော့ရှင်စစ်တပ်ကဝင်ပြီးစားပါပဲအခုစစ်တပ်ကဝင်စားနေပြီခင်ဗျကြည့်လာရှိုးတရုတ်ပြည်အရောက်ပြေးလိုက်တယ်ကျွန်တော်ဘယ်သူမှမရဘူးလေခင်ဗျရှမ်းလည်းမရဘူးဘယ်သူမှမရဘူးလေဘယ်သူရောက်ပါလဲစစ်တပ်ပဲရောက်သွားတာပဲလေ အော်မိုးကမမွေပြေးလဲရပြီဘယ်သူရမလဲအဲ့မှာရှိတဲ့ကချင်လဲမရဘူးချမ်းလဲမရဘူးဒီပလောင်လဲမရဘူးဘယ်သူရသွားမလဲစစ်တပ်ပဲရသွားမှာအတားတကယ်ကိုကျွန်တော်တို့တွေဟိုတင်ကားသာယူလို့ရတယ်လို့ထင်တယ်ဗျာအဲ့ဒါတော့ကျွန်တော်အဲ့လိုမြင်ပါတယ်ဗျာဟုတ်ပြီအဲ့တော့စစ်တပ်ဆက်သွားမဲ့အနေထားအခုက तू ကကရင်မာဆိုလဲ तू အာရှလမ်းမကြီးပြန်ရအောင်ထိုးရတယ်အခုတော်တော်လေး तू ဖိထားတဲ့အနေထားပေါ့ကရင်ဒီမှာလဲ तू တော်တော်လေးဟိုနယ်မြေတွေပြန်ရအောင် तू တိုက်နိုင်တယ်ပေါ့နော်ဟို KIA မှာတော့ဗမောမှာစိုင်းထားတယ် A ရောက်သူက တော်တော်ကြီးကိုရှုံးနေတယ်ဆိုဘလို့ပဲဖြစ်ဖြစ် तू ကစီးရပြန်ပြီးနလန်ထူလိုက်တဲ့အခါမှာခုနကအခုလိုအပြစ်ရရေးပေါ့တခြားတိုင်းရင်းသားတွေနဲ့ပါဟိုယာယီပဲဖြစ်ဖြစ်ဟိုအပြစ်ရရေးလမ်းကြောင်းကိုဆက်သွားနိုင်လားကိုကိုပိုင်းဘလို့မြင်အပြစ်ရရေးစလို့တော့ကျွန်တော်လည်းသိချလေ့လာပါတယ် तू ကဒီလို तू အပြစ်ရလို့ရနိုင်တယ်ဆိုတော့အင်အားစုတွေနဲ့အပြစ်ရလိုက်တာကအပြစ်ရလို့မရနိုင်တဲ့အင်အားစုတွေနဲ့အပြစ်မရဘူးခုတ်ခွတ်ခြားခြားလုပ်တာပေါ့ခုတ်ခွတ်ခြားခြားလုပ်ပြီးတော့ အခုဟာကဒီလိုဗျဂရင်းနီတို့ကျွန်တော်ဒီဘက်ကကရင်တို့ဒါတွေထဲမှာသူတို့ကချိနေတဲ့အတွင်းပြိပကောက်ကိုအသုံးချတာပေါ့ဗျာအသုံးချပြီးတော့တိုက်တာဗျာဒါယူရှင်ကြီးမဲ့အဲ့လိုပြောရလိမ့်မယ်တရန်ယူဆိုလို့ရှင်လည်းခင်ဗျားတို့ကျွန်တော်သိတာပဲဗျာ DKB နဲ့ကုလား B ရက်ကိုအသုံးချပြီးတော့တိုက်လိုက်တာပဲကျွန်တော်ဂရင်းနီပါဆိုလဲကုလားလို့ပေါ့ဟိုဘက်ကပိုးတွေဝင်လာပြီးတိုက်တာတွေပဲရှိတာပေါ့အောက်ခန်းထီတော့ဟုတ်တယ်ဒီအညာလိုပါမျိုးမှာကြတော့ခင်ဗျားစဉ်းစားကြည့်လိမ့် ကျွန်တော်တို့ဘက်ကအပြန်အလှန်တွေတူတက်ကိုတိုက်တွေတိုက်နေတာပါတကယ်ကြတော့လေအဲ့ဒီလောက်ကြီးတော့ကျွန်တော်ဘက်ကဟိုဖြစ်မသွားဘူးအဲ့တော့အပြစ်ကရင်စဲကြီးမဖြစ်ဘူးဖြစ်မယ်အဲ့တိုင်းသားအင်အားစုတို့ဒီပြစ်မှတ်ထားပြီးအပြစ်ကရင်စဲကြီးလုသွားလိမ့်မယ်လို့ကျွန်တော်မြင်နေတယ်အဲ့ဗမာအင်အားစုပေါ့အများစုရှိနေတဲ့နေရာတွေကတော့အပြစ်ကရင်စဲကြီးလုဖို့တူတာမရှိဘူးလို့ကျွန်တော်မြင်တယ်တိုင်းသားအနေနဲ့နီးတူပေါ့2021ຫນွေဦးတော်လိုင်းမှာဒါဟို PDF အင်အား နဲတာမဟုတ်လေအရှိန်ဟိုးနဲ့ဖြစ်လာတာဟိုအဖွဲ့စည်းရအဖြစ် UNG ဆိုတာလည်းရှိတယ် PDF နဲ့ကြတော့ဘာကြောင့်သူကမလုံမလုံပါလဲစစ်ကောင်စီကဘလို့စဉ်းစားရလို့ထင်လဲသူလည်းဒီမှာလည်းအင်အားကြီးပဲလေသူ့အနေနဲ့ကစားမယ်ဆိုရင်အပြစ်ခတ်ရစေသူခေါ်တင်တာပေါ့နော်ခေါ်ပဲလေတော့သူပေးတဲ့အနေထားပေါ့လေသူ့ဘက်ကလည်းအများကြီးဆုံရှုံနေတာဆိုတော့သူဘာကြောင့်အိုက်လန်ကိုမယွေးဘူးလို့ထင်လဲဒီလိုပြ PDF ကိုသူတို့ကဒီအဖွဲ့စည်းတစ်ခုအနေနဲ့တော့သူတို့မစဉ်းစားဘူးဗျတိကျတယ်လေ အဲ့တော့ခုနလို NUG နေနဲ့ပါညာဆိုတော့တမျိုးပေါ့ PDF ကိုတော့သူတို့အညှိုးလဲရှိတယ်စစ်တပ်ကထုံးစံမဲ့စစ်တပ်ကအညှိုးဒီအားရှိတယ်ခုနေဖြစ်တယ်အဲ့တော့ PDF ကိုသူတို့လုံးမှာတခုပဲရှိတယ်လက်နဲ့ချပြီးပြန်လာခဲ့ပေါ့ဒီဟာကလွဲပြီးမရှိပါဘူး PDF ကိုသူတို့လုံးမှာတော့ PDF ကခလေးတွေကိုပြဲပေါ်လေးအမင်းတို့မင်းတို့လာခဲ့ငါတို့ခုနလို့ပေါ့မင်းတို့မင်းတို့ရဲ့လူချင်းချမ်းသာကိုပေးလာတော့ဘာလို့ပေါ့ဗျာကျွန်တော်ရှင်းလေးတော့လည်းဒါတဆိုးပြန်ကြတာပါပဲလူချင်းချမ်းသာကိုပေးတယ်ဘာညာပေါ့ဗျာ ဒါမျိုးတွေပဲရှိတယ်အဲ့တော့လက်လက်ချခိုင်းတာပဲရှိမယ်အဲခမဆက်ကြည့်လေဗျာဟိုမင်းတို့လာပြီးတော့ငါတို့စီမှာမင်းတို့အဖွဲသူ့ဒီဘွယ်စည်းကိုအတိမတ်ပြုတ်ပြီးတော့ဘယ်တော့မှခင်ဗျာစစ်တပ်ကမလုပ်ပါဘူးကျွန်တော်ကအဲ့လိုထင်တယ်ဘာကြောင့်လဲဆိုဒါဗမာအဖွဲစည်းတွေဗျာလုံးလဲလို့ရှင်ဒီဟာဒီစုကသူ့စီဝင်သွားမှာဆိုကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်ခွက်ခွက်ချာချာလုံးပါပါအပြစ်ကစေးရဲ့သဘောတော်ကွာခွက်ခွက်ချာချာကိုလုံးပါခွက်ခွက်ချာဖြစ်အောင်လုပ်တာလို့ကျွန်တော်အဲ့လိုနားလေတယ်ဗျာ ဟုတ်ကဲ့အဲ့တော့အခုကျွန်တော်တို့ဆွေးနွေးနေတာကတော့ဒီအပြစ်ခက်ရစဲပေါ်တည်ပြီးစစ်တက်ခဲ့ပြစ်ခက်ရစဲအတိတ်ပဲပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းဒီနိုင်ငံတကာနဲ့အာဆီယံကအားလုံးပေါင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့သူတို့ကလုံးဝဖိအားတွေပေးနေတာလေသူတို့ရဲ့ဒီစန္ဒာပေါ့နော်ဖြစ်စေချင်တာမြန်မာနိုင်ငံမှာအဲ့တော့ဒီတနိုင်ငံလုံးအပြစ်ခက်ရစဲပုံစံမျိုးပေါ့အကျဉ်းချက်မျိုးပါပေါ့ဖြစ်လာနိုင်ချေဘယ်လောက်ရှိမလဲလက်ရှိချင်းနေကျွန်တော်ဒူးရင်းကတော့မဖြစ်နိုင်ဘူးထင်ပြီဗျာ ဘာကြောင့်လို့1963မှာမတ္တညတ္တာကျွန်တော်မှတ်မိတယ်မတ္တညတ္တာကမတ္တညတ္တာဆိုတာကျွန်တော်ကရင်လည်းပါတယ်ဘာကြီးကရင်ပါတယ်လည်းပါသူတို့မတ္တညတ္တာဖွဲ့တောင်းဆိုခဏလို့ရအဲ့လိုလုပ်မယ်ဆိုရင်အကုန်လုံးလာကြတာပဲတနိုင်ငံလုံးပြည်ကရဲ့စေချင်ရပြီးပါဘူးမချင်ရရဲဘူးစစ်တပ်ကဒီမှာသူတို့တည်တယ်လေတနိုင်ငံလုံးပြည်ကရဲ့စေချင်လုပ်လဲလို့ရှိရင်သူတို့ဘက်ကထိနာနိုင်တယ်ဆိုတာတည်တယ်လေပြောမယ်ဆိုရင်ကျွန်တော်တို့ကဒူအတိုင်းပဲကျွန်တော်တို့ PDF တွေရဲဘော်တွေကတော့ရှင်းရှင်းပြောတော့တို့ချုံခံမလား ဟုတ်လားအနိုင်တိုက်မှာဆိုတော့အကျုံးတော်ခံမှာမဟုတ်ဘူးအနိုင်တိုက်မှာပဲအဲဒါလေကာမသေရောပဲကျွန်တော်အလိုမြင်နေဗျဒါကြောင့်ခဏစစ်ပွဲနေထားရပြောမဆိုတော့စစ်တပ်ကအဲ့လိုမလုပ်နိုင်ပါဘူးတရံကံလုံးပြည်ကရဲ့ဆေးကြီးညင်ညာဖို့ဆိုတာကျွန်တော်အဲ့လိုတော့မြင်နေနားလဲထားတယ်နားလဲပါတယ် โอเคနောက်တစ်ခုကစစ်တပ်ကအခုသူတို့ကြကြလောင်လောင်ပြောလာတာဟိုဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ပဲဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံနဲ့ပြည်ထောင်စုတည်ဆောင်ပဲအမြဲပြောလာတယ်ပြီးတော့အခုသူတို့အာဏာသိမ်းပြီးနောက်ပိုင်းမှာသူတို့အခြေခံဥပဒေပြင်ဆင်ရေးအတွက်53ချက်ပေါ့နော်သဘောတူညီမှုရထားတယ်ပြောတယ်လွှတ်တော်ပေါ်လာရင်ဒါအတိဖြစ်နိုင်တယ်ပေါ့ဆိုတော့ဒီလိုမျိုးအခြေအနေရကစားတဲ့တကွက်လေကျွန်တော်မြင်ရတယ်ဒါတွေအကောင့်ထဲပေါ်ရင်းနဲ့ပေါ့အပြည့်အရကြီးလမ်းကြောင်းပေါ့ဖြစ်သွားနိုင်လားအဓိကတော့တိုင်းတိုင်းနဲ့ပေါ့နော်ကျွန်တော်တို့ဓာတ်တွေဟိုက အပြစ်ခရဲ့ဈေးဆိုတာပြည်တွင်းရဲ့မဟုတ်ဘူးရာအပြစ်ခရဲ့ဈေးဆိုတာပြည်တွင်းရဲ့သွားဖို့တဲ့ဖြစ်စဉ်တစ်ခုပေါ့ဗျာတကယ်သွားကြည့်နေစင်တော့အစတော့အပြစ်ခရဲ့ဆက်ရမှာဒါလို့စစ်တမ်းမှာဖက်ဒရယ်မရှိဘူးဗျာစစ်တမ်းမှာဒီမိုကရေစီလည်းမရှိဘူးဒီစစ်အာဏာရှင်စနစ်မှာဖက်ဒရယ်မရှိဘူးဒီမိုကရေစီမရှိဘူးသမိုင်းလည်းမရှိဘူးကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုသူတို့ဘယ်တော့မှစစ်အာဏာရှင်စနစ်စစ်တပ်ကဟိုလာကျွန်တော်တို့ဖက်ဒရယ်လုတ်ခဲ့ပြီးတာ အဲ့ဒါဒီမိုကရေစီလုတ်ခဲ့ပြီးတာမရှိပါဘူးဖက်ဒရယ်ကိုဖျက်ခဲ့တာနဲ့ဒီမိုကရေစီကိုဖျက်ခဲ့တာပဲရှိတယ်စစ်သမိုင်းမှာကြည့်လို့ရှိရင်ဒါကြောင့်ကျွန်တော်ထင်ပါတယ်အပြစ်ကရစေးလုတ်တာနဲ့ပြည်တွင်းညီညွတ်ရေးရပါမယ်တခြားစီပါဆိုတော့ကျွန်တော်ဒါကိုချုပ်ပဲချုပ်ပြီးပြောမယ်ဆိုလို့ရှိရင်တော့စစ်တပ်မှာဖက်ဒရယ်လည်းမရှိဘူးဒီမိုကရေစီလည်းမရှိဘူးသမိုင်းလည်းမရှိဘူးဒါကြောင့်ကျွန်တော်ပုံဝင်လင်းပြောမယ်ဆိုရင်တော့အခုလုတ်နေတာစစ်တပ်ကလည်းသူ့သားစီအောင်စစ်ရေးစစ်တပ်ကလည်းရှင်းတယ်လေနိုင်ငံရေးပဲအပေါ်ယံပြောပြောပြီးသူ့သားစီအောင်လုတ်နေတာပဲစစ်ရေးရ ျွန်တော်ဘက်ကလည်းတည်ရမှာကျွန်တော်ဘာစီရအောင်ဘယ်လိုလုပ်မလဲလက်နဲ့ကင်ထားတဲ့အဖွဲကသုံးဖွဲရှိနေစစ်တပ်ကကင်ထားတယ်တိုင်းသားလက်ကင်ရာစုတွေကကင်ထားတယ်ဟို PDF တွေကလည်းကင်ထားတယ် PDF ကလည်းအင်အားစီးတာမဟုတ်ဘူးလीအနည်းဆုံး၄-၆တောင်တော့ရှိနေတယ်အဲ့တော့ဒီအင်အားစုယူချက်ချင်းဖြိုပလိုက်ဖို့ဆိုတာစစ်တပ်မှာလုံနိုင်တဲ့အနေအထားမရှိပါဘူးအဲ့တော့လေမြန်တဲ့လူလူကိုလိုက်ဘုံကျဲတယ်ဆိုခင်ဗျားတွေ့ကြည့်လေအရင်တော့လည်းဒီလိုပဲလीကျွန်တော်ရှိလေးတုန်းကလည်းခဲရွာမီးကျိုးရေကျွန်တော်တိုင်းသားတွေက ရွာအဲ့ရွာမီးရှို့မှာဆိုတော့အဲ့နာမမလုပ်ရဲဘူးလေ။ဆော်ပြီးဆိုရင်သူအဲ့ရွာမီးရှို့ရဲတတ်တယ်ဖြတ်တယ်ဆိုတော့အခုလည်းအဲ့ဒါလိုက်ပြီးတော့တတ်နေတာပါပဲ။လူလူလိုက်တတ်နေတာပေါ့။အဲ့ဒါအဲ့လိုလူတွေရဗျာ။ခမရစင်ကြီးဖက်ဒရယ်ရှိမလားဒီလူတွေပါ။ဖက်ဒရယ်ရှိရင်ဒီလူဒီလူဒီလူလုံးလားတိုင်းသားတွေဘုံလိုက်ကျဲနေမှာ။ဖက်ဒရယ်ရှိလို့ရှိရင်ဒီမိုကရေစီရှိရင်အဲ့လိုလိုက်ပြီးလူတွေတတ်နေမှာ။မရှိပါဘူးစစ်တပ်မှာ။အဲ့ဒီလိုလုပ်ခဲ့တဲ့တမိုင်းလည်းမရှိပါဘူး။ ဖယ်ရရောင်လုတ်ခဲ့တဲ့တမိုင်းလည်းမရှိဘူးဖယ်ရရောင်လုတ်ခဲ့တဲ့ဟိုဒီမိုကရေစီရောင်လုတ်ခဲ့တဲ့တမိုင်းလည်းမရှိဘူးဘုန်းကြီးတွေကလည်းတဒန်နေပါအနှစ်သာရမရှိပါဘူးသူလုတ်ခဲ့တာတွေကကျွန်တော်အများစုမြင်တာပေါ့သူတို့ဂျိုးစည်းွားတဲ့သူဖန်တာပေါ့ဗျာဒီလောက်ပါပဲကျွန်တော်တော့မကြုံဘူးကြစစ်တပ်ကိုโอเคအဲ့တော့အခုလက်ရှိအခြေအနေရဆိုရင်စစ်တပ်ဘက်ကဟိုအပြည့်အခက်ရစဲကြီးကိုသူပို့ပြီးတော့လုံလာနိုင်ချေရှိလားမဝေးတော့တဲ့အနာဂတ်မှာပေါ့နော် ကောင်းဖို့ဒီဘက်တော်လိုင်းအင်အားစုတွေကလည်းအားလုံးစုဖွဲ့ဖို့တပ်ပေါင်းစုအတွက်ကြိုးစားနေတယ်ကြိုးစားနေလို့အောင်မြင်ရင်တခါတိုက်ပွဲတွေကပြင်းထန်လာနိုင်လားအဲ့တော့ဒီနှစ်ခုကြားမှာဖြစ်လာနိုင်ကြရဘယ်ဟာပိုများမလဲမဝေးတော့တဲ့အနာဂတ်အတွက်အေးဗျပုံမှန်ရင်ပြောတော့နှစ်ခုလုံးဖြစ်နေတယ်ကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်နှစ်ခုလုံးဖြစ်နေတယ်ဆိုတာနိုင်ငံကခင်းချင်းလှည့်ပြောင်းရင်ကျွန်တော်တို့လက်ရှိပြည်တွင်းခင်းချင်းလှည့်ပြောင်းရင်အောက်ကနေပြောစစ်ပွဲတွေကပြင်းထန်လာတယ်နိုင်တယ် အဲ့ဒီလိုပဲစစ်ပွဲတွေရောက်တာလို့ပေါ့ဟိုညော့သွားနိုင်တယ်ညော့သွားနိုင်တယ်ဆိုတော့စစ်တကအသာစီးပြန်ရလာရင်ကျွန်တော်တို့ဘက်ကညော့သွားလိမ့်မယ်ကျွန်တော်တို့ဘက်ကလည်းမဖြစ်မနေတိုက်ရမှာပဲလေအခုချိန်ကတော့မတိုက်လို့ရှင်လဲကျွန်တော်ချုံးမှာဟုတ်ဗျအဲ့တော့ကျွန်တော်တိုက်ဖို့ပြင်ရမယ်ပြင်နေပြင်နေပါပြီတိုက်လဲတိုက်တယ်ပေါ့ဒါလိုပြဿနာရှိနေတာစီးစင်းကြတဲ့ viewer စီးစင်းကြတဲ့စူးစီးမှုစုဖွဲ့မှုစီးစင်းကြတဲ့တက်ပြီးဆောင်ရေးအဲ့ဒါတွေက ကျွန်တော်ကအားနေတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီအရာတွေကျွန်တော်တကယ်ကိုဖြစ်နေမယ်ကြာကြာနာနာပေါ့လုံနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အင်အားဒီလောက်အင်အားဟိုကမဖြစ်ပါဘူး။နောက်စစ်တပ်မှာရှိနေတဲ့အင်အားဆိုတာဟိုတရင်းနေကြောင့်ပွင့်နေပြောရတော့ဗျာစစ်တပ်ရဲ့တပ်တွေတပ်ကနည်းနည်းပဲရှိရတယ်။ပေါ်တာဆွဲထားတဲ့တပ်တွေကြီးပဲအများကြီးကအဲ့ဒီကလေးတွေကစစ်တိုက်ချင်တဲ့ကလေးတွေမဟုတ်ဘူးဗျာ။ဒီကလေးတွေလည်းလင့်ရင်ပြေးမှာပဲလေ။ဒါကြောင့်ကျွန်တော်မြင်နေဒီလောက်ဒီကျွန်တော်မှအင်အား လူလူအင်အားလည်းရှိနေတယ်ဗျာကျွန်တော်တို့အင်အားလည်းရှိနေတယ်ဟိုစစ်တပ်ထဲမှာလည်းကျွန်တော်အင်အားတွေရှိနေတယ်တကယ်ရဆိုတော့ကျွန်တော်တို့စီစဉ်နေကြတဲ့ပြင်ဆင်မှုကိုလုပ်နိုင်ကျွန်တော်တို့ကဘာမှကွာမဖြစ်ပါဘူးဆိုရင်တော့ကရောက်စားမရှိဘူးဒါမှကျွန်တော်တို့ကမရှိဘူးလေဥဆောင်မှုခက်ခဲလေးရှိတယ်အဲ့လိုပေါ်ပြဖြူဟာခက်ခဲတွေဖြစ်တယ်တက်တည်စုပွဲမှုခက်ခဲတွေရှိတယ်ခုနကလူလူဆန့်ကျင်ရေးကိစ္စအစားဖြစ်နေတယ်ဒါကတော့ကျွန်တော်ဝန်ခံရမယ်အဲ့တော့လူလူဆန့်ကျင်ရေးကိစ္စဖြစ်ပြီဆိုရင်ခင်ဗျားတို့ကျွန်တော်သိတယ် လူတို့ကတော့ဒီဟာကကျွန်တော်တို့တော်လိုင်းကြီးอ่ะသူတို့လုံးမြောက်ဖို့ဆိုတော့လက်မခံတော့ဆိုရင်တော့ကျွန်တော်အချိန်ကြီးဆုံးပါပဲအဲ့တော့ကျွန်တော်ကတော့ရှင်းတယ်လေကျွန်တော်တို့တော်လိုင်းကြီးလုံးတော့ဒါကိုဟိုဟာတတိနိုင်ငံလေးသိတယ်လူတို့ဆက်ကြီးဆိုတော့ကောအဓိကခံရတာပဲလေမရဘူးသူတို့ဆက်ကြီးရဲ့အလုပ်ခံလို့မရဘူးလူတို့ဆက်ကြီးဘာကျွန်တော်ကလူလူလုံးမြောက်အောင်လုပ်နေရလေလူတို့ဆက်ကြီးလုပ်တယ်ဆိုတော့ပဲတော့ဘာအရေးယူအောင်ပါပဲအဲ့တော့အခုကအဲ့လိုဖြစ်တော့လေအရေးမယူနိုင်ဘူးတချို့ကတည်းကမယူရဲဘူးတွေပါလေကြားနေရတယ် အဲ့ဒီလူတွေကကိုယ့်တက်ကိုလူဝင်ရလဲများတယ်တန့်ရလဲများနေတယ်ဆိုတော့အဲ့ဒီကလည်းလှုပ်ပေးထားရတယ်ရှိတော့ရုပ်ပစ္စည်းတွေတော့တချို့ဖြစ်တော့ဗျာအဲ့တော့ကျွန်တော်တို့ပြန်ပြီးရောက်ခိုင်းရမှာပေါ့ပြန်ခိုင်းနိုင်မယ်ဆိုလို့ရှိရင်တော့ဒိတ်မဲ့မခိုင်းရအောင်တရားညှောက်ပါဦးလေအဲ့လူတွေကလည်းကျွန်တော်တို့တေချာပြန်ပြီးစီစဉ်နေကြခိုင်းလိုက်တယ်ဆိုရင်တော့ဒီတက်ကြီးကမားလာပါလိမ့်မယ် သူတို့လည်းဒီကနေ့တညှိုးထိုးတာအဲ့ဒါပဲလေအဲ့ဒီကောင်လေးတို့ကပါဖြစ်တယ်ဟိုကောင်လေးကတော့ပါဖြစ်တယ်ဒီကောင်လေးကပါအဲ့ဒီကောင်လေးတကယ်ဟုတ်နေတာလေလုံနေတာအဲ့ဒီလုံနေတဲ့ကောင်ကျွန်တော်ဖောက်ထုတ်လို့မရဘူးဒီကောင်လေးရေးယူလို့မရတော့ဆိုလိုချင်တာကဒီတော်လိုင်းကြီးကလူလူလွံ့လောက်ကြီးဖြစ်တယ်ဆိုတော့လူလူကိုယ်တိုင်လက်ခံမှာတော်လိုင်းကြီးအောင်ပြီမှာလူလူကလက်မခံတော့ဘူးလူလူစက်ကြည့်ဘူးခံပြီဆိုလို့ချင်တော့အဲကျွန်တော်အချင်းကြီးဆုံးမယ်အထီးတောင်ပါပဲဒါတော့ကျွန်တော်ဟိုဟိုတထွင်းနဲ့မီရမီကုန်းတော့အချက်ချက်ပြောတော့ဗျာလူလူစက်ကြည့်လို့ရတော့ခံရမှာပါ โอเคကိုအောင်မိုင်အခုစစ်တပ်ရဲ့အပြစ်ခတ်ရဲ့စေလှုပ်ရှင်းရဲ့အဓိပ္ပာယ်ပါလဲဆိုတဲ့အပေါ်မှာအခုလိုမျိုးအသေးစိတ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဗျကျွန်တော်ကျေးဇူးတင်ပါတယ်